လမ်းကစားဝန်ထမ်းဘွားဆိုတာငါတို့ဘာမှစူးစမ်းနေကြမလို့ချိန်တာလို့ရှိရင်ငါတို့ကသူ့ကိုပေးတဲ့လောက်ပဲရတာငါတို့စူးစမ်းလိုက်ငါတို့ရတာမဟုတ်ဘူး။ဟန်ကြီးတွေညီမတွေဒါမျိုးတွေ့မျိုးကောင်းတဲ့ဝင်နေပြီဆိုလို့ရှိရင်တော့မျိုးအမှားအမှားနေပါပြီ။အမှားအမှားတာတစ်ခုမှဒီတွေ့တွေကမျိုးသေတဲ့အထိလမ်းကစားဘွားနဲ့အယိုးထုတ်ရမယ်အတွေ့အပါ။အကူတို့အလေလက်တန်းစားလူတန်းစားတွေအားလုံးနဲ့အခြေခံလူတန်းစားတွေအားလုံးကလုပ်ငန်းဝင်ဆိုတဲ့ထဲကိုလက်ခစားပွားနဲ့ဝင်လာကြတာများတယ်။အထိုက်လျောက်မှန်မှလိမ့်မယ်။ထိတ်တန်လို့ရှိရင်လက်ခစားဖြစ်တဲ့အတွက်လက်ကုန်ဝရင်လက်စားပဲရပါတယ်။ဒါပေမဲ့လက်စားက တထေးရပေးတဲ့လာကြအောင်ကိုယူတဲ့ပညာကတော့တထေးရပေးတာမဟုတ်ပါဘူးကိုကိုယ်တိုင်ရှာရတာပါအဲ့တော့လုပ်ငန်းဝင်မှာငါတို့ကစီကန်ရှိမှုဆိုတဲ့ discipline ကိုငါတို့ရှာလို့ရတယ်ပေါင်းသစ်ဆက်ဆံရေးဆိုတဲ့အရေးချင်းတွေအများကြီးရှာလို့ရတယ်လုပ်ငန်းကျွမ်းကျင်မှုတွေအများကြီးရှာလို့ရတယ်အဲ့လုပ်ငန်းကျွမ်းကျင်မှုတွေကမင်းလုတ်ထွက်သွားရဲဆိုရင်တော့မှတထေးရပြန်ထားလို့မရအောင်မျက်ရှိကိုပေါင်းတဲ့ပညာရေးဖြစ်တယ်နောက်တစ်ခုကောင်းတဲ့မှာအမြဲတမ်းထားရမှာလို့စူးစမ်းလေးမရှိတဲ့ဝန်ထမ်းတယောက်ကဘယ်တော့မှ လုပ်ငန်းရှင်ဖြစ်မလာဘူး ။ဘာဖြစ်လို့လုပ်ငန်းရှင်ဖြစ်မလာဘူးလို့ပြောလဲဆိုတော့လုပ်ငန်းရှင်လုံးမဲ့လူတယောက်ရဲ့ mindset ကပုံမှန်ဝန်ထမ်းစ조사တာတဲ့၁၀စားလောက်ပုံပြီးစ조사ရတယ်။ဒါဝန်ထမ်းဘဝမှာတော့မင်းတို့မစ조사နိုင်ဆိုလို့ရှိရင်လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာအိမ်မက်တော့မက်လို့မရဘူး။ဒီလေဒီတော့ကောင်းတဲ့တစ်ထည့်လည်းရှိရဲမကောင်းတဲ့တစ်ထည့်လည်းရှိတယ်။အဲ့တော့ဘာလို့ရမလဲ။သူ့ဘာသူကောင်းသည်မကောင်းသည်ကသူ့တမိုင်းငါတို့ဒီငါတို့တာဝန်ချေရငါတို့စ조사မယ်။ငါတို့ရစရာရှိတယ်လစာကိုယူမယ်။ငါတို့ရစရာရှိတယ်ပညာကိုယူမယ်။အချိန်တိုင်းငါတို့ဒီချက်၁၀စားလောက်ပုံစ조사ပြီးတော့လုပ်ငန်းရှင်လုပ် အိုက်ပြီးတော့ဘာလို့မမြန်ထားဘူးလို့။သိပညာတစ်ခုရမယ်လို့ယုံကြည်ပါတယ်။မိစေတို့ရောဘယ်လိုထင်လဲ။ကိုမလေးမှာဝင်ပြီးတော့ဆွေးနွေးပါလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။ဘိုင်ဘိုင်။